တန်းစင်းလို့စိတ်ပြရပေမဲ့နောက်နာတော့မရဘူးလို့ Nestle Rice ဆိုဘလုံးကြိုက်သူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ Leicester City အသင်း Championship ပြိုင်ပွဲစီတို့တန်းစင်းသွားခဲ့ရပြီးတဲ့နောက်နီပြာရူဘန် Nestle ကသူ့အနေနဲ့အလွန်မင်းစိတ်ပြတ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါရစေ။ဒါမဲ့လည်းအသင်းမှာသူဆက်ရှိနေမလားဆိုတဲ့အနာဂတ်နဲ့ပတ်သက်လို့တော့မသေးချာမီယာသေးချောင်းဝင်ခံခဲ့ပြီးသူကင်တွယ်ခဲ့တဲ့ကာလအတွင်းဆုံးဖြတ်ချက်တွေအတွက်နောက်နာမရဘူးလို့ပြောဆိုပါရစေ။ တကယ်ဥစိတ်ပြက်စရာပါပဲဒီလိုအခြေအနေမရောက်ခင်ရှက်သက်တပတ်တွေမှာအများကြီးကိုစူးစမ်းခဲ့ရပါတယ်လို့ပြီးခဲ့တဲ့နှစ်ဝင်မလာကစတီကူပိုင်းနေရာမှာအစားထိုးတာဝန်ယူခဲ့တဲ့ဖန်နစတရိုင်းကပြောသွားခဲ့ပါတယ်။သူကလက်စတာကိုပရီးမီးယားလိ22ပွဲကင်တွဲခဲ့ရမှာနှစ်ပွဲသာအနိုင်ရရှိခဲ့ပါတယ်။ကျွန်တော်တို့မှာရှိသမျှမျောလင်းချက်အစနာလေးတိုင်းအတွက်အမြင့်ရန်တိုက်ပွဲဝင်ခဲ့ပါရယ်ရာသီတို့အကောင်းဆုံးနည်းနဲ့အဆုံးသတ်နိုင်ဖို့ကြံနေတဲ့ပွဲတွေကိုဆက်လက်ပြီးတော့အသုံးချသွားမှာပါလို့လက်စတာနီးပြားကဆက်ပြောပါရယ် သူရဲ့နာကနဲ့ပတ်သက်ပြီးမေးမြန်းရမှာတော့2029ခုနှစ်အထိစာချုပ်တည်တံရှိတဲ့ Fanaster Rain ကကျွန်တော်ရဲ့တာဝန်ကိုယူပြီးအနာဂတ်နဲ့နောက်ရသည့်အတွက်အကောင်းဆုံးဖြစ်နိုင်တာတွေကိုပဲလှုံ့ဆော်ဖို့ပဲအာရုံစိုက်ထားပါရယ် Brighton Liverpool နဲ့ကစားခဲ့တဲ့ပွဲတွေကကစားသမားတွေကြိုးစားလို့စိတ်ရှိနေကြတယ်ဆိုတဲ့လက္ခဏာတွေပါပဲကျွန်တော်တို့တာဝန်ယူရပါမယ်အနာဂတ်ပဲလာမယ့်၅ဘတ်တွင်ကျွန်တော်လှုံ့ဆော်သွားမယ့်အရာဖြစ်ပြီးတော့အရင်နောက်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမှာပါလို့ဖြေကြားခဲ့ပါရယ် ဒက်စ်လူမျိုးနည်းပြကြီးအားအသင်းရဲ့အကြီးပိုင်းတာဝန်ရှိသူတွေနဲ့ဆွေးနွေးဖို့ရက်သတ်မှတ်ထားတာမရှိသေးပေမဲ့မကြခင်မှာဆွေးနွေးမှုတွေပြုလုပ်လိမ့်မယ်လို့မျှော်လင့်မိကြောင်းလည်းထုတ်ဖော်ပြောကြားထားပါတယ်သူက22ပွဲမှာရမှတ်10မှတ်သာရယူနိုင်ခဲ့ပြီးသူ့ရဲ့နေပြစတီကူပါကတော့12ပွဲမှာ10မှတ်ရယူပေးနိုင်ခဲ့ပါတယ်။အသက်48နှစ်ရွယ်နက်စတရိုင်းကဒီနေပြလောက်ကသူ့ထင်နာတာထက်အများကြီးပိုမိုခက်ခဲခဲ့ကြောင်းဝန်ခံပြောဆိုသွားခဲ့ပါတယ်။ရမှတ်တွေကကျွန်တော်တို့ရှားတဲ့နယ်လို့ထင်ထားတာထက်ရမှတ်တွေနည်းခဲ့ပါတယ်လို့သူကပြောပါတယ်။ ကျွန်တော်တို့သတင်းစာရှင်လင်းပွဲတွေမှာပြောခဲ့သလိုပါပဲအရန်ကောင်းတဲ့ခြေစွမ်းပြနိုင်ခဲ့တဲ့ပွဲတွေလည်းရှိပါတယ်။ဒါပေမဲ့ကိုစွမ်းဆောင်ရဲ့အပြည့်အဝမပြားသားနိုင်ခဲ့တဲ့ပွဲတွေလည်းရှိခဲ့တယ်။ပွဲ33ပွဲလုံးကိုခြုံစည်းရင်တန်းတက်လာတဲ့အသင်း3သင်းရဲ့အဆင့်အတန်းနဲ့ကျန်16သင်းချာကွာဟောင်းမှုကအရန်ကိုကြီးမားခဲ့ပါတယ်။ အသင်းနှစ်သင်းကတန်းဆင်သွားပြီးနောက်တစ်သင်းကလည်း၅ပွဲကစားဖို့ကြံသေးပေမဲ့၁၅မှတ်ကွာနေတယ်ဆိုတာကအရေးသွေးပိုင်းမှာရှင်းရှင်းလင်းလင်းကွာခြားနေတယ်ဆိုတဲ့ပထမဆုံးနဲ့အရေးကြီးဆုံးကောက်ချက်ပါပဲလို့သူကသုံးသပ်ပါတယ်။လက်စတာကအင်ကွင်းလိပွဲစဉ်တွေမှာ၉ပွဲစတိုက်၉ပေါက်ပြောင်ဆုံးခဲ့တဲ့ပထမဆုံးထိပ်တန်းလိသမိုင်းတစ်လျှောက်အတွင်းဖြစ်လာခဲ့ပြီးအင်ကွင်းမှာနောက်ဆုံးကိုးတင်နိုင်ခဲ့တာပြီးခဲ့တဲ့ဒီဇင်ဘာလဖြစ်ပါတယ်။တမဲနက်စတရိုင်းကတော့သူလှုပ်ဆောင်ခဲ့တဲ့အရာတွေကိုဘာတစ်ခုမှပြောင်းလဲမှာမဟုတ်ဘူးလို့အခိုင်အမာပြောကြားခဲ့ပါတယ်။ ကျွန်တော်ရအားလုံးကိုကလတ်တင်းရဲ့အကျိုးစီးပွားအတွက်လှုပ်ဆောင်ခဲ့တာပါ။ဒါကြောင့်ဘာမှပြောင်းလဲမှာတော့မဟုတ်ပါဘူး။ဆုံးဖြတ်ချက်တွေကိုဖြစ်မလာခင်ချမှတ်ရတာကျွန်တော်လုပ်ပါ။ဖြစ်ပြီးသွားတော့မှဒါကကောင်းတယ်မကောင်းလို့ပြောလို့ရတာပေါ့။ကျွန်တော်နဲ့ကလတ်ကလူအားလုံးချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေအားလုံးဟာရည်ရွယ်ချက်တစ်ခုတည်းနဲ့ပါ။အဲ့ဒါကတော့အတင်းအကျပ်ရမှတ်တွေယူဆောင်လာဖို့ပါပဲ။ဒီကိစ္စမှာတော့နောက်နှားရစရာမရှိပါဘူးလို့ Nestrain ကပြောကြားခဲ့ပါတယ်။